ကန်ထားတယ်။ဟိုးလက်ခုကြီးနိုင်ကန်ချက်ကောင်းတယ်။ချီဖမ်းပြီးတော့မှဟိုးကောင်းတယ်ဟက်ကဲ။တောင်ရိုက်ထားတယ်နီကက်စ်။ထပ်ပြီးတောင်ရိုက်ထားတယ်။အိုးလက်ခုလက်ခုကျွေးထားတယ်ဘော်ဒီကင်း။ နောက်ဆုံး9.79အနိုင်ရယူထားပြီးဆုံးရက်ကို split decision နဲ့အနိုင်ရယူပြထားခဲ့ပူတဲ့ combo 9နဲ့တက်မီချန်ကီမှာပဲရှင်ပြန်ထူးတက်သွားရုံနဲ့တန်းစင်ကဲအားလုံးဝမင်္ဂလာပါဗျဒီကနေ့မှာတော့ဒီလာမယ့် November 9ရက်နေ့တောက်ချာနေ့ညပိုင်းမှာပဲ1 Friday 5 132ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒါတန်းစင်နဲ့ရှင်ပြန်ထူးတက်သွားရုံနဲ့ Time Fighter combo 9ရဲ့ပွဲစဉ်ကောင်းဆုံးပွဲလေးကိုပရိသတ်တွေနဲ့တူအဆဆုံးလိမ့်လာကြည့်ရှုတုံ့တက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာဆိုရင်တော့ကျွန်တော်မြန်မာက Moon Fighter တူဦးဖြစ်တဲ့ ဆုံရနဲ့နှခုမနိုင်လို့ရှင်ပြန်ထူးတက်သွားခဲ့ကြတာပဲဖြစ်ပါလေဒီပွဲစဉ်ကိုတော့ April 17ရက်နေ့2025 1 Friday Fight 104ဆိုတဲ့ခေါင်းစဉ်အောက်ကနေဒါရှင်ပြန်ထူးတက်သွားခဲ့တာဖြစ်ပါလေခုပထမဦးဆုံးအနေနဲ့ကျွန်တော်မြင်တွေ့နေရတဲ့ Fighter ကတော့ဒါတန်းစဉ်နဲ့ဒီလာမဲ့ November 9ရက်နေ့မှာရှင်ပြန်ထူးတက်သွားမဲ့ခုံပေါ်9ဆိုတဲ့ Fighter ပဲဖြစ်ပါလေဒီတော့အရင်9ပြီး6လက်မှရှိပါတယ်အသက်ကတော့30နှစ်နှစ်ပါဝမ်ချင်မရှိမှာကတော့သူ့အနေနဲ့ ယခုချိန်တည်ဆိုရင်ပွဲစဉ်ပေါင်း၉ပွဲရှင်ပြန်ထုတ်တထားပြီးတော့မှခုနှစ်ပွဲအနိုင်ရရှိထားပြီး၂ပွဲတောင်ရှုံးနေထားပါတယ်ခုတပတ်မိတ်ဆက်ပေးနေတဲ့ fighter ကတော့ကျွန်တော်မြန်မာပြည်သက်တွေအားလုံးတိကျပြီးတော့ဖြစ်တဲ့ Moon Fighter စုံရက်ပဲဖြစ်ပါတယ် One Championship မှာကတော့သူ့အနေနဲ့ပွဲစဉ်ပေါင်း၁၄ပွဲအထိရှင်ပြန်ထုတ်တထားပြီးတော့မှ၈ပွဲနိုင်၆ပွဲရှုံးရလည်းပိုင်ဆိုင်ထားပါတယ်ရရကတော့၅ပြီး၆လမ်းမှရှိပြီးအသက်ကတော့၂၀နှစ်ရှင်းနေပါနောက်ဆုံးရှင်ပြန်ထုတ်တထားခဲ့တဲ့ပွဲမှာဆိုရင်တော့ပြန်ဖက်ကိုပရမချီမာတင်အလဲထိုးပြီးတော့မှ ဒါဘောနက်ဘတ်3တင်းခွဲကိုစုခုရယူနိုင်ခဲ့တဲ့ဒါမြန်မာကမွန်ဖိုက်တာပဲဖြစ်ပါလေ။ကဲဖိုက်တာနဲ့ဦးရဲ့ဒီ face off အနေထားကိုကြီးလိုက်မယ်ဆိုတော့ဒီအရက်အမောင်းအလုံးအထင်ခြေတန်းလက်တန်တွေကဒါမသိမ့်မရင်အနေထားမျိုးရှိတယ်ပေါ့နော်။အရင်ကြီးကွာလာမျိုးမတွေ့ရပါဘူး။အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကနေပြီးတော့မှဒါတန်းစီနဲ့ရှင်ပြန်ထိုးတက်သွားမယ်ကွန်ပိုနိုင်းရဲ့ဆွမ်းဆောင်ရည်ကိုဒါလိလာကြည့်ရှုသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ရဲ့ဒီဆွမ်းဆောင်ရည်အရာဒါတန်းစီနဲ့ရှင်ပြန်ထိုးတက်သွားမယ်ချိန်ကျရင် ဘလိုအနေထားမျိုးဖြစ်လာနိုင်တယ်လဲဘယ်သူကအနိုင်ရရှိသွားနိုင်ချေရှိတယ်လဲပေါ့နော်ဆာလဒီနဲ့ပတ်သက်ပြီးကျွန်တော်ထည့်သွင်းပုံသက်တင်ဆက်ပေးတော့ဖြစ်ပါလိမ့်ဇွန်ရက်လူကိလီကန်ဟာတွေ့ရတယ်ဗျဇွန်ရက်ကအနီတောင်းကမှာထိုင်းဖိုင်တာအပြန်တော့ဖြစ်ပါလိမ့်လူကိကောင်းနေကဲဝမ်တူဝမ်ဘူးဂျူဇာနေတာဖြစ်ပါလိမ့်ခွန်မနိုင်နေနေလူကိကောင်းနေဗျာ ပဲဖြောင့်ဝင်ထားတဲ့ဆိုရအနေနဲ့ဟိုးဆိုရင်ရတယ်ခုမနိုင်လက်ခုကြီးဝင်လာမနော်လုံးဝကျွန်တော်မထင်မထင်မှတ်ထားသလိုဝင်လာနေအဲ့တော့ကျွန်တော်ဒရီသားမိတာဆွန်ရက်ကဒီခွန်မွန်နိုင်ရဲ့အနိုင်ကန်ချက်ကိုဒီဘော့လုပ်တယ်နော်အခုကတော့ကျွန်တော်ကန်ခံထားရတွေ့ရတယ် စောဝိုင်းမှာသူ့နဲ့သူ့ရဲ့ခြေထောက်ကိုမြောက်တင်လိုက်တာတွေ့ရတယ်။ကောင်းနေမြခြေဖမ်းပြီးတော့မှကျွန်တော်ကောင်တာလေးကန်သွားနေ။တော်ရီပြင်ဆင်ထားတဲ့အနေအထားမျိုးတွေ့ရတယ်ဗျ။ဆိုရက်ကပေးတဲ့လူအလုံးတိကျပြီးတော့ဖြစ်တယ်ဗောနော်ဆွန်ရက်ကတကယ်တာနီးစနစ်တမားဖြစ်တယ်အမတ်ရယူစနစ်မှာတော်တော်လေးအာတန်တယ်ဗောနော်အဲ့တော့ဒီနောက်ပိုင်းမှာဆိုရင်တော့ ဒီပြန်ဖက်တွေကိုသူ့အနေနဲ့ဒီအလဲထိုးနိုင်တဲ့အပိုင်းမှာဒါပုံပြီးတူးတက်လာတာတွေ့ရတယ်တပွဲနဲ့တပွဲတောင်အကောင်းဆုံးဆွမ်းဆောင်ယူလို့ကျွန်တော်ချပြနေတာမျိုးတွေ့ရတယ်ပေါ့နော်။ကောင်းတယ်1 2နဲ့ပိုကိဝင်ဟာနေချောင်းလက်တီဝင်ထားတယ်ကောင်းတယ်ဗျ။ပိုရှင်လိုက်ထားတယ်ဘိုလိကေပြန်ကန်ထားတယ်ဗျ။ တတနဦးစလုံးကဘော်ဒီကစ်ကောင်းကောင်းကန်နိုင်တဲ့အနေအထားမျိုးရှိတယ်။လူကဝင်ဟာနဲ့ဘော်ဒီရှင်နိုင်ကိုချူစားတဲ့ကွန်ပနိုင်းတွေနဲ့တကယ်အဲ့တော့ကျွန်တော် channel လေးကို ် Lionsis Point မလို့ရသေးဘူးဆိုရင်လည်း Lionsis Point လေးနဲ့အားပေးနိုင်မှာလည်းဗျ။ပေးတဲ့လူရဲ့အားပေးမှုကကျွန်တော်တို့ခွန်အားတည်ရဖြစ်စေတယ်ပေါ့နော်။အားပေးကြည့်ရှုနေတဲ့တူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။ကျွန်တော်ဖန်ဖားတဲ့ဘယ်လက်ခုဝင်ဟာနေကောင်းနေဗျ။မချီရော။အမတေးမင်းလို့ပဲပြောမယ်ဗျ။ အနိုင်ကန်ချက်မှာစုံရအနေနဲ့တာခဲ့တယ်ဆိုရမယ်ဒီလက်တီပိုင်းမှာတော့ကျွန်တော်အနေနဲ့တော့ဒီခုံမနိုင်ကဒီနောက်ဆုံးပရမချီဒီပြီးဆုံးခါနီးနီးနီးမှာပေါ့နော်ဖီချာမီမီရတဲ့ချက်ထိနိုင်ခဲ့တယ်အချုံပြီးတော့မှကြည့်လိုက်မယ်စုံရကခြေကန်ချက်နဲ့ဒီလက်တီခုချက်မှာနင်းငယ်လေးတာခဲ့တယ်ဆိုနိုင်ပါတယ်ဗျာ အဲ့တော့ကျွန်တော်မြန်မာဖိုင်တာတွေကတော့ထိုင်းဖိုင်တာတွေနဲ့ထိုးတဲ့အချိန်မှာကျွန်အမတ်နဲ့ဒါကစားဖို့ထပ်ပေါ်တော့အလဲထိုးနဲ့ကိုကျွန်တော်ဥတီပြီးတော့ရှင်ပြန်ကစားရတဲ့အခြေအနေမျိုးရှိတယ်။အမတ်ဆုံးဖြတ်ရောက်မယ်ဆိုရင်ထိုင်းဖိုင်တာတွေကကျွန်တော်အာသူတို့မတိုင်တော့မှကျွန်တော်ခွဲမှာအလိုင်းရရှိသွားတဲ့အနေအထားမျိုးကိုများတယ်ပေါ့နော်။ Okay round 2ဖြစ်ပါတယ်။ကြည့်လိုက်အောင်ပြ။ Okay ဝင်ထားတယ်။ ်ဒီစတူတိုက်ချက်ကောင်းတဲ့တပကခွန်မနိုင်ကောင်းတာတရောင်ရိုက်ချက်ဝင်ထားတယ်။ ော်ကဘော်ရီဆွန်နိုင်ထားတယ်ဘော်နီကီထပ်ပြီးဝင်ထားတယ်ခလစ်စ်မှာလည်းမဆိုးရဆွန်ရကဒူးတွေတိုက်နိုင်တာမျိုးတွေ့ရတယ်ဘော်နိုင်ဒူးတိုက်ထားတယ်ဆွန်လည်းသူပြန်တိုက်ထားတယ်ဗျမတန်းတော့ဦးစလုံးကအရင်ဖြစ်ပြီးတော့မှဒီကစားတာမျိုးမတွေ့ရဘူးเนาะဖြည်းဖြည်းမှန်မှန်ကစားကြတယ်မိမိရဲ့ဒီအမှတ်ရယူစနစ်ပုံစံမျိုးနဲ့ကစားရတယ် ။လက်ခုဝင်ထားနေအိုးစိုးရင်ရတယ်ဆိုရအိုးမိုင်ဂေါ်ကြည့်အိုး။လက်ခုကြီးကကြောက်စရာကြီးခုနိုင်ရဲ့။ဆိုရကမာဂုံမြင်လာတယ်လို့ဆိုရမှာပြန်ပထမချင်မှလည်းထိချက်ခံရတယ်ဒုတိယချင်မှလည်းအိုးထပ်ပြီးတော့မှဝင်ထားတယ်ထိချက်စိုးရင်ရတယ်။โอเควินหาเน่ တော်ရင်ထားနေပြန်အမီကဖနစ်စနေထားနေပြီးတော့မှဆုံးရနေနဲ့ဘူးတိုက်ထားတယ်လက်တီပိုင်းမှာခွန်နိုင်ရဲ့ဒီချစ်ချက်ကပုံပြင်းနေလို့ဒါခံစားရတယ်ဆိုရအနီးကတောင်ရဲ့ချက်ကောင်းတယ်ဘော်ရီရှော့ကွန်ဘူတွဲလုံးဝင်ထားတယ်ဆိုရအနေနဲ့ခနစ်ပူလာမြေပြရတယ်အိုးလက်ခု ။အနီးကပ်တောင်ရိုက်ချက်တွေတော်တော်လေးစိုးရင်ရတယ်ညာဖိုင်တောင်လို့ဥစရုံက။ပကတိတောင်ရိုက်ထားတယ်ကောင်းတယ်ဗျ။ကြည့်ကန်ဟာနေလက်ကဆုံးလက်ကူကြည့်ဝင်ဟာနေ လေထားကြည့်ရတော့ကဘုံနိုင်ရတဲ့မာကုံရှိတယ်လို့ပြောလို့ရတယ်။အိုးဟကေကောင်းတယ်ဆိုတော့လက်ခုပြန်ပြီးကောင်လာနေထိခံထားရတယ်ဗျ။တော်ရဲချက်ကေရောင်းထုတ်ပြီးတော့ပြီ။ဒါနဲ့ဖီယာဖီယာမဲအနေထားမျိုးရှိတယ်ဆိုတော့အနေနဲ့မဖီတော့မလွယ်တော့ဗျ။ဘုံနိုင်ရကျုံမမှန်လေးကစားတယ်အခွင့်ရယူ။ အမားကိုချောင်းနေတဲ့ပုံစံမျိုးတွေ့ရတယ်ဗျ။ဒါဆိုရင်လည်းတကယ်ကျွန်တော်နီးစနစ်တမားဆိုတော့ဒါအမားနေတဲ့ကစားပုံပဲ။ဒါ teacher လေးရောခံရတယ်မျိုးတွေ့ရတယ်ပေါ့နော်။ teacher လေးရခဲ့တယ်လို့ teacher ပိုင်းကျွန်တော်အမြင်တော့ဆိုရင်အနေနဲ့ဒုတိယချိန်မှာပိုပြီးအထီးခံရတယ်ဗျ။ကဲလက်ချစ်လုံးမှာတော့ပြောမယ်ဆိုတော့ ပထမချိန်မှာဆုံးရတာနဲ့ဒုတိယချိန်မှာကွန်ပိုနိုင်းတာနဲ့လို့ပြောလို့ရတယ်ပေါ့နော်။အဲ့တော့တချို့တချို့ကျွန်တော်တတ်မှတ်ထားလိုက်မယ်ဗျ။ကဲ round 3အရင်ကိုရေးကြည့်တဲ့အချိန်ရောက်ရှိလာပါပြီကျွန်တော်စုံမအနေနဲ့ဘုံမဒါဖိထိုးရမယ့်အချိန်ပေါ့နော်ဒါတွေ့နေတဲ့ဒါတတိယတတိယအချိန်မှာဘယ်လိုမျိုးချင်းကပ်သွားခဲ့တယ်လဲကျွန်တော်ကြည့်လိုက်အောင်ပါ မိကန်ချက်တွေကန်ထားတယ်။ဟိုးလက်ခုကြီးထိခံထားရတယ်ဆိုရက်ဘောရှော့တွေဝင်ထားတယ်ဆိုရက်ကဘောလီအဓိကတိုက်တယ်ဗျ။မိကန်ချက်ကောင်းတယ်ခြေဖမ်းပြီးတော့မှဟိုးကောင်းတယ်ဟက်ကဲတောင်ရိုက်ထားတယ်နီကက်စ်ထပ်ပြီးတောင်ရိုက်ထားတယ်အိုးလက်ခုလက်ခုထွေးထားတယ်ဘောလီကင်းကောင်းတယ်ဗျာဖီအပီးတဲ့ပုံစံနဲ့နန်စတော့မရလိုက်ဘူးနန်စတော့ရတယ်တို့မင်းကျွန်တော်ခလစ်ပြန်ပြီးပူသွားတဲ့အနေအထားမျိုးဖြစ်သွားတယ် ကဲတိနေပြဆုံရအနေနဲ့ဖိရမယ့်အခြေရောက်လာပြီဆိုတော့ Okay ကန်ထားတယ်ဘောရှော့အပကက်ကောင်းနေပြဆုံရအနေနဲ့တပတ်ကလည်းကျွန်တော်ပြောမယ်ဆိုတော့ပွဲကိုချင်းကက်သွားတာပညာသားပါတယ်ဗျလုံးဝကိုဆွဲလန်းဖတ်ထားပလိုက်တယ်လကူဝင်ထားတယ်ဆုံရပြန်ပြီးတော့လကူကျွေးလိုက်တယ်ဘာတန်းဦးလုံးရဲ့ဒီပေဖြောင့်နေပေလက်သီးတွေကတော်တော်လေးကောင်းကြတယ်ဘောရကေဝင်ထားတယ် ော်ဒီကက်ကောင်းတယ်ဆိုတော့1 2ဝင်ဖို့ကြိုးစားတယ်ဒီကက်ကျွန်တော်ဒရောင်ရဲ့ချက်တွေမပေးသင့်တော့မြတ်ဆိုတော့အနေနဲ့နည်းနည်းလေးခွာတင်တယ်ခနစ်ပူသွားတယ်အနေထားဒီချီနေထားလို့ဆိုဆုံဆုံလက်ကတာလေးတယ်ဗျ။ဟိုတောင်ရိုက်ထားတယ်နူကတ် ်အတော်လေးခွာရခတ်မလားကျောင်းကောင်းလေဒရုန်းရိုက်ချက်အိုးဆိုးရင်ရနေကျောင်းကောင်းနေပြန်ခုန်ပနိုင်ရနေဆုံးရနေနဲ့ကော်ဝီချားပြီးတော့မှကစားသိမြင်ပြန်လောကပူးလို့မရတော့1 2ဝင်ထားလေကောင်းတယ်ချစ်ချက်လေးဘော်ရကက်ကောင်းနေပြန်ဟုတ်ကန်ချက်ကန်ထားတယ်

လည်းလုံးဖေးနေရတဲ့ချိန်ကုန်ပြီပေါ့နော်ဒီနောက်ဆုံးအချီရဲ့နောက်ဆုံး10မိနစ်ခွဲလောက်မှာကဲပြီးတော့ပါပြီအဲ့တော့ပရိသတ်တွေဘယ်လိုမျိုးညင်ကြလဲဗျဒါပရမချီနဲ့နောက်ဆုံးချီဆုံးရက်ကဒါတာလေဗျကျွန်တော်ရဲ့မြင်ရပါတော့အဲ့တော့ဒီလိုကျွန်တော်တို့ရလက်ကမသိမရင်အနေထားမျိုးတွေပေါ့နော်ပရမချီတတိယချီကိုကြည့်လိုက်မယ်ဆိုတော့ဆန္ဒနည်းနည်းလေးတာလေလို့တာ လူပွဲကြည့်နေတဲ့ပိတ်သက်တွေအမြင်ရကျွန်တော်ပြောလို့ရတယ်ပေါ့နော်။ဒါပေမဲ့လည်းဒါဒီလိုအနေထားမျိုးနဲ့ဘိုင်းအဆုံးဖြတ်ရောက်သွားပြီဆိုတော့ကျွန်တော်ဒါအားလုံးကလည်းတိကျပြီးတော့ဖြစ်မယ်ပေါ့နော်ကျွန်တော်မြန်မာဖိုက်တာမှာခွင့်ရနေပါလေ။လုံးဝ knock down တဲ့ချိန်ကောင်ရခဲ့မှပဲ။ကိုယ့်အတွက်ကဒီပြီးတော့မှအချိန်လေးဟန်ပါပေါ့နော်။ကဲဆိုရကတော့နိုင်မယ်လို့ယုံကြည်နေကျွန်တော်လည်းဒီပွဲစဉ်ကိုကိုယ်တိုင်သွားကြည့်တဲ့အချိန်မှာဆိုရနေနိုင်အမ်နိုင်မယ်လို့ခက်မှန်းထားတာပေါ့နော် တို့မဲ့ဒီပွဲရဲ့ရလက်ကူတော့ဒါအလုံးကကြုံတိကျပြီးတော့အတိုင်းပဲဒါဖိုင်းဖိုင်တာနေနဲ့ဒါအသာရသွားမယ်နေထားမိများတယ်ပေါ့နော်ကဲသူရဲ့ဒီခုမနိုင်ရဲ့ဒီစမ်းဆောင်ရဲ့အရာဆိုတော့တန်းစင်တန်းစင်လည်းနဲ့လွယ်လောက်ဦးလို့ပဲမြင်တယ်မနော်။ဘာကြောင့်လဲဆိုတော့နီးစနစ်တမားနဲ့တွေ့မယ်တန်းစင်ကနည်းနည်းလေးတိုင်ပတ်တယ်။ဒါတန်းစင်က ဒီထိုးတဲ့အချိန်မှာပေါ့နော်အချိန်တစ်ခုရောက်လာတဲ့အချိန်မှာဒီအမားလေးတွေသူရဲ့အားနည်းချက်လေးထွက်လာတဲ့အချိန်မှာတော့ပြန်ဖက်ကအဲ့ဒီအားနည်းချက်ကိုအတုံးချပြီးတော့လာအနိုင်ရယူတော့နိုင်ချေရှိတယ်ပေါ့နော်အဲ့တော့ဒီလာမယ့်ပွင့်စဉ်ကတော့ဒါတန့်စဉ်နေနဲ့လည်းကျွန်တော်ယုံကြည်တယ်သူရဲ့ဒီအားနည်းချက်တွေဒါကွဲချင်းကတဲ့အပိုင်းတွေနီးစနစ်တွေပို့ပြီးတော့မှတူးမြင့်လာမယ်လို့ညွှန်နေတယ်ပေါ့နော်အဲ့တော့သူအနေနဲ့ဒီတုံးဘွဲဆက်အရှုံးလုံကနေပြီးတော့မှအလုံးဝရုံးဖက် ပြတ်ဖို့တော့အချိန်တန်နေပြီဒီဘွဲကိုကျွန်တော်ရှုံးလို့တော့မရအောင်နော်ရှုံးသွားမယ်ဆိုရင်တော့ ကျွန်တော်ပွဲလေးတွေရဖို့ကမလွယ်ဘူးအဲ့တော့ဒီ common nine နဲ့ပွဲမှာတန်းစင်နေနဲ့အရှုံးသွားမယ်နောက်လာမယ်နောက်ဆုံးအခွင့်အရေးနေနဲ့နောက်ထပ်တပွဲလောက်ထိုးတဲ့ချိန်မှာထပ်ပြီးရှုံးမယ်ဆိုတော့ဝမ်းမှာကျွန်တော်ဒီမြန်မာ fighter တန်းစင်ကိုမြင်တွေ့ရဖို့တော့မလွယ်ဘူးပေါ့နော်ဒီအတွက်ကြောင့်မို့ဒါဒီပွဲစဉ်ကတန်းစင်အတွက်တော်တော်လေးကိုရေးပါရင်အကယ်၍ဒီပွဲနိုင်လိုက်မယ်နောက်ပွဲပြန်ရှုံးသွားမယ်ရှုံးလိုက်နိုင်လိုက်လဲဆိုနည်းနည်းလေးသာခံတာလေနော်ဒါကမနိုင်တဲ့ပွဲမှာလည်းရှုံးသွားမယ်နောက်လာမယ့်ပွဲရှုံးသွားမယ်ဆိုတော့ကျွန်တော်ထင်တယ်ဗျစာချုပ်တက်တန်းနဲ့ ဒါကုံသွားတာနဲ့ဒါဝမ်းမှာကျွန်တော်တွေ့ရဖို့တော်တော်လေးခိန်သွားနိုင်ချင်ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တန်းစီရဲ့ဒီပွဲထွက်လာမဲ့ပုံစံကိုကျွန်တော်မြန်မာပြည်သက်တွေအားလုံးအနေနဲ့စောင့်ကြည့်သွားမယ်ပေါ့နော်ဒီကျွန်တော်တကယ်ဒီစူပါဘွန်းဂျင်မှာပေါ့နော်စူပါဘွန်းရဲ့အကူစူပါဘွန်းတော်ဖြစ်သွားပြီဒါစူပါလက်ပေါ့နော်စူပါလက်ရဲ့အကူတကယ်နီးပြမှာဆိုတော့တကယ်နာမည်ကြီးနီးပြဖြစ်တယ်ပေါ့နော် အဲ့တော့နမကြီးနီးပြနဲ့တကယ်ချမ်းမြန်ဖြစ်တဲ့စူပါလက်နုစူပါလက်2နဲ့ဒါလေ့ကျင့်ပြင်ဆင်ထားတဲ့အတွက်ကြောင့်လာတန့်စီရဲ့စွမ်းဆောင်ရည်ကကျွန်တော်ရှေ့တုန်းကရှင်ပြန်ထုတ်တောင်းခဲ့တဲ့စွမ်းဆောင်ရည်တွေအများကြီးဒါပို့သွားနိုင်ချေရှိတယ်နော်ဒီလိုကြောင့်ကျွန်တော်ညီမတို့ဒါစိတ်ဝင်စားစွာနဲ့စောင့်ကြည့်တောင်းဖို့ပဲကြံပေးတယ်ဗျဘယ်လိုအနိုင်ရရှိသွားနိုင်မလဲဆိုတော့ကျွန်တော်အနေနဲ့ဒါပရိသတ်တွေကိုခတ်မှန်းစီချင်တယ်ပေါ့နော်ကျွန်တော်ကတော့ဒါပွဲနာနီးတဲ့ချိန်မှာကျွန်တော်ပြန်ပြီးတော့မှဒီအသေးစိတ်လေးတုံတုံတင်ဆက်ပေးတော့မှာဖြစ်တယ်ဗျ ကဲဇုံတိကြည့်ရှုအားပေးနေတဲ့ပိတ်သက်သူတို့ရောက်ခြင်းစတိုင်းကိုသူပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်နောက်လာမယ့်နေ့ရက်မှာပြန်လည်ဆက်ပြေးကြအောင်ပါ